အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော် Telegram Premium ဝယ်သုံးမယ်ဆိုရင်ဘယ်လိုမျိုးအဖီရှာတွေအသုံးပြုလို့ရမလဲဘယ်လိုမျိုး reset တွေကောင်းလာမလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် Telegram ကိုသုံးချင်အားဖြင့်ကိုကနေပြီးမှအာဒီ free သုံးလာတဲ့ free သုံးတဲ့ account တွေနဲ့ဆိုင် premium ဝယ်သုံးလိုက်ပြီဆိုတာနဲ့ဘယ်အချက်တွေထူကြမလဲဘယ်ဟာတွေကိုအဓိကထားပြီးတော့သုံးလို့ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Okay Telegram premium ဝယ်ပြီးပြီဆိုရင် Facebook မှာဆိုရင်တော့အာဒီ Telegram premium ဝယ်တယ်လို့ Facebook မှာကြတော့ တော့ blue map ပေါ့နော် meta verify လာတဲ့ဂျင်းနဲ့ဝယ်ရသလိုပဲဝယ်ရဝယ်ရသလိုမျိုးပဲ telegram မှာလည်းอืมသူ premium ကိုလာတဲ့ဂျင်းနဲ့ဝယ်လို့ရတယ်ကို account ကိုကိုယ်တိုင်ဝယ်မယ်ဆိုရင်တစ်လစာဝယ်မလားသုံးလစာဝယ်မလားနောက်ပေါ်ရင်တစ်နှစ်စာဝယ်မလားဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်နမူနာကျွန်တော်ရဲ့ account ကိုစမ်းပြီးဝယ်ထားတယ် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာကျွန်တော် telegram နဲ့ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင် telegram premium နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးဝယ်လိုက်ပြီဆိုတော့ねဘာ feature တွေအသုံးပြုလို့ရမလဲဘယ်လိုမျိုး အကြောင်းအရာတွေကျွန်တော်တို့အကောင့်မှာ free သုံးနေတာ free သုံးနေတာနဲ့စာရင်ဘယ်လိုမျိုးမိုက်မလဲဆိုတာလေးကိုပြပြပေးမယ်နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော် screen share ပြပေးမယ်တစ်ချက်လိုက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော် Telegram ဝယ်ထားတဲ့ account တွေဝယ်ထားတာဖြစ်တဲ့ Twitter မျိုးလေးပေါ့တယ်အဲဒါမျိုးလေးပေါ့တယ်အဲ့ရနေပြီးမှကိုစိတ်ကြိုက်ဒီအဲဒီမှာ premium state ကတွေပြောင်းလို့ရတယ် profile animated profile တွေစိတ်ကြိုက်ဒီမှာ change လို့ရတယ်အများကြီးသုံးလို့ရသွားပြီဗျာဒီမှာ Telegram emoji နဲ့ပတ်သက်တာတွေရောအများကြီးသုံးလို့ရသွားတယ်ဒီမှာနော် emoji ပေါင်း16000ပေါ့ဗျာဒီမှာအများကြီးသုံးလို့ရပြီပဲဖြစ်ပါတယ်ဒါက premium ဝယ်ပြီးသွားတဲ့ account လေဆိုရင်ခုလိုမျိုး sticker လေးတွေလမ်းစားပုံစံမျိုးလေး sticker emoji လမ်းစားပုံစံတွေအများကြီးသုံးလို့ရသွားတယ် okay ဒီလိုမျိုးသုံးလို့ရတော့အောင်ဒီသုံးလို့ရတဲ့အပြင်ဘာ feature တွေပါထပ်ပြီးတော့ကျွန်တော်တို့ account မှာအသုံးပြုရမလဲဆိုတော့လေးပြောပြပေးမယ်ဒီ account မှာဆိုရင်ကျွန်တော် Telegram premium ဝယ်မယ်ဆိုရင်ဒီ မကောင်းရဲ့စတင်ရနေပြီးတော့အောက်ဆုံးထိဆွဲလိုက်ဆွဲပြီးသွားရင် Telegram Premium လည်းကိုသွားလိုက်โอเคဒီမှာဆိုရင် Telegram Premium ပြနေပြီကျွန်တော်ဝယ်ပြီးပြီနော်ဝယ်ပြီးဟိုမှာတကယ်လို့ကျွန်တော်ဝယ်မယ်ဆိုရင်ဘာတွေအဓိကထားပြီးတော့ကျွန်တော်ဒီအသုံးပြုလို့ရမလဲဆိုတာလေးပြောပြပေးမယ်ပထမအောင်တော့ပထမအောင်တစ်ချက်အနေနဲ့ဒီထဲမှာကြည့်လို့ရတယ်ဒီမှာ story နဲ့ပတ်သက်ပြီးတော့ unlimited post day ပေါ့နော်စိတ်ကြိုက် story တင်လို့ရတယ်နော်စိတ်ကြိုက် story တင်လို့ရတယ်ပြီးတော့အရင်ဒီမှာအာ stream mode ဆိုတာကကျွန်တော်တို့ story ကိုလာကြည့်ကလူတွေမှတ်နေမြောက်ကိုကျွန်တော်ပြန်ပြီးတော့အသေးသေးကြည့်လို့ရတယ်ပြောချင်တာကဗျာကျွန်တော် story ကိုကျွန်တော်ဒီပုံမှန်ဆိုရင်ကိုယ့်ရဲ့ story ကိုတင်လိုက်မယ်ဆိုရင်အဲဟိုကြည့်ရလူတိုင်းကိုပြန်ပြီးတော့ဘယ်ကောင်းဘယ်ကောင်းကကြည့်ရဆိုတာမပေါ်ဘူးဗျာ free သုံးတဲ့လူရတော့မပေါ်ဘူးခုလိုမျိုး premium သုံးလိုက်ပြီးတော့လုံးဝဝီတော့လာကြည့်ရလူတိုင်းကကျွန်တော်အကုန်လုံးပြန်ပြီးတော့ကြည့်လို့ရတယ်တခိုးပုံစံမျိုးကိုယ့်ကောင်းကိုနေတိုင်း show နေတဲ့လူတွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့ဘယ်ကောင်းဘယ်ကောင်းကငါရဲ့ story ကိုလာကြည့်ရဆိုတာစိတ်ကြရကျွန်တော်ဒီ ပြန်ပြီးတော့ရှာလို့ရသွားပြီပေါ့နော်အဲဆိုကိုယ့်ရဲ့ story ကို stream mode တွေပါပြီးဝင်လို့ရသွားပြီနောက်တစ်ခုကကြတော့ နောက်က story ကိုပုံမှန်ဆိုရင်ကျွန်တော်ဒီ24နာရီလောက်ပဲတင်လို့ရတယ် premium ဝယ်လိုက်မယ်ဆိုရင်အဲကျွန်တော်48နာရီလောက်ဒီကိုစိတ်ကြိုက်ထားပြီးတော့ရွေးတင်လို့ရသွားတယ်เนาะအဲနောက်ပြီးသားရင်ကျွန်တော်တင်လိုက်တဲ့ story telegram story တွေကို48နာရီလောက်ဒီပြပေးတယ်ပြီးသားရင်အဲ့ဒီပြပေးတဲ့အပြင်ကိုကျွန်တော်ဒီ view တွေပေါ့เนาะ story view တွေလည်းပို့ပြီးရမယ်ကိုက premium ဝယ်ထားတာဖြစ်တဲ့အတွက်ကိုရဲ့ story ကိုသူများသူများအကောင့်တွေမှာထိတ်သွင်းနေသွားပြီးတော့ပြပါပြပေးမှာပေါ့เนาะကိုရဲ့ telegram ဖုန်းနံပါတ်ရှိတဲ့လူတွေအဲဒီ contact ရှိတဲ့လူတွေဒီမှာသွားပြီးတော့ ်ထိတ်ကောင်းကနေတော့ပြပေးမှာဖြစ်တဲ့အတွက် view လည်းများမယ် result လည်းပိုကောင်းမှာပေါ့နော် view ပိုရလာရင်ဘူး view ပေါ်ရလာနိုင်ပါဘောเนาะခုနကျွန်တော်ပြောတဲ့ steam mode လည်းရမယ် view ကမပေါ်ရည်လည်းကျွန်တော်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါဒါကကောင်းတဲ့အချက်တွေပေါ့เนาะနောက်တစ်ခုကကျွန်တော်ဒီမှာအမ်နောက်တစ်ခုကကျွန်တော်ဟိုကျွန်တော်ဗားရီရှိလဲဆို Telegram account ၄ခုလောက်ကျွန်တော်ဒီ join လို့ရ၄ခုဆိုတာကိုယ့် Telegram ထဲမှာ account တစ်ခုတည်းတင်မဟုတ်ဘဲနှစ်ခုသုံးခု ပုံမှန် free သွင်းတော့၃ခုပဲသုံးလို့ရတယ်။ဒီမှာကျတော့၄ခုလောက်ထားပြီးသုံးလို့ရတယ်လို့ပြောချင်တာပေါ့နော်။ Okay အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကဒီမှာ unlimited cloud storage ပေါ့နော်။ cloud storage ကကျွန်တော်ဖိုးကစ်ပဲ။ဖိုးကစ်တောင်းမှရင် document တစ်ခုချင်းဒီတိုင်းမှာကျွန်တော်ဖိုးကစ်တွေအသုံးပြုလို့ရမယ်။အဲနောက်တစ်ခုက unlimited storage or ကျွန်တော် channel လောက်တာပဲဖြစ်ဖြစ် media တွေကျွန်တော်ဒီ overall overall အနေနဲ့သုံးပြုတာတွေအကုန်လုံး unlimited တောင်းရတယ်ပေါ့နော်။လုံးဝဟိုကြလွင်လို့ပြောလို့ရတယ်ပေါ့နော် cloud storage ကကျွန်တော် unlimited unlimited နဲ့ဟို ရှယ်သုံးလို့ရမယ်ဆိုတဲ့ပုံစံမျိုးဒီဖြစ်သွားတာပေါ့နော်အဲဒါဆိုတော့အဲကျွန်တော်ဒီ M EMI တဲ့ feature တွေမှာပါပြီးဖြစ်ပါတယ်နော် EMI တဲ့ feature တွေမှာပါပြီးဖြစ်ပါတယ်ဟိုနောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီဘာကိုဘာတွေကျွန်တော်ဒီထပ်ပြီးတော့ရနိုင်ထပ်ပြီးတော့ရနိုင်မလဲဆိုရင်နောက်တစ်ခုကကြတော့ဒီမှာ unlimited cloud storage ပြင်နောက်တစ်ခုကကျွန်တော် double limited ပေါ့နော် double limited ဆိုတဲ့အထဲမှာဘာပြီးပါလဲဆိုတော့ channel ပေါင်း channel တွေ group တွေ join ခွင့်ကကျွန်တော်တထောင်လောက်တွေကိုထားလို့ရတယ်ဖော်လာဆိုရင်လည်းအဲကျွန်တော်30လောက်ခွဲလို့ရတယ်ဒီမှာဒီမှာเนาะ pin pin ဆိုရင်လည်းပုံမှန်ကျွန်တော် free pin ကတော့9ခုပဲရတယ်ဒါပေမဲ့ premium ဖြစ်တော်တာဖြစ်တယ်ဆိုတော့ကျွန်တော်က pin ထိုးမယ် pin ထိုးပြီးတော့အပေါ်ထိတ်ဆုံးမှာပေါ်သေးခြင်းလဲဆိုရင်10ခုလောက်တွေထားလို့ရတယ် public link နေ public link ဆိုရင်အခု20လောက်တွေတုံးလို့ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်ခုနကကျွန်တော်ပြောတဲ့ account လေးခုထားလို့ရတယ်ပြီးတော့ရင်တခြား ဒီမှာကျွန်တော်တပယ် limit ထဲမှာဒီမှာကြည့်လိုက်ပေါ့နော်ဘာလို့လို့ရလဲဆိုရင်ဒီလိုတွေ channel တွေဆိုရင် premium ဆိုရင်တထောင်ဒီအသုံးပြုလို့ရတယ်အဲ chat ပင့်ထိုးရတယ်ဘာလို့ဆိုရင်10ခုဒီရရယ် public link တွေဆိုရင်အခု20ရရယ် gift တွေဘာလို့ဆိုရင် gift premium gift နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ save လုပ်လို့ရတာဆိုရင်400လောက်ဒီလိုရတယ်ရမ်းလိုက်တဲ့ထဲမှာပါပါပါရယ်နော်အဲအခုကျွန်တော်ပြောတဲ့အချက်တွေကဒါအဲဘယ်လိုပြောမလဲနည်းနည်းလေးပဲရှိသေးတယ်ပေါ့နော်โอเค ပြီးသွားပြီဆိုရင်နောက်ဒီမှာ Telegram Business နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ account ကို business feature ပုံစံမျိုးတွေ location တွေ opening hour တွေထည့်လို့ရတယ်ပြီးတော့ရင် reply ပေါ့နော် reply auto reply တွေသုံးလို့ရတယ် Telegram Business business type ပုံစံမျိုးသုံးလို့ရသွားမယ် location ထည့်လို့ရမယ် opening hour အခွင့်ကိုယ့်ရဲ့ sign sign ပုံစံမျိုးပေါ့နော် business ပုံစံမျိုးဒီအချိန်တွေထည့်လို့ရလာမယ် quick reply ဆိုတာကကျတော့ auto reply တွေထည့်လို့ရတယ်ဒီမှာ greeting message တွေ all the way message ဒီအလုံးက special ပေါ့နော်အဲဒီ chat bot တွေအစတော့စိတ်ကြိုက်ပြင်ဆင်လို့ရတာပြီးဖြစ်ပါတယ်ဒါ Telegram business ပါသူတို့ဟိုကျွန်တော်ထည့်ပေးထားတာဖြစ်တဲ့အတွက်ရမ်းမိုက်တဲ့ထည့်ရမ်းမိုက်တဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် last time ဆိုတာကျွန်တော်တို့ဒီတစ်ချက်လေးဝင်ကြည့်လိုက်မယ် last time ဆိုတော့ကကျွန်တော်ဒီမှာတူပြထားတဲ့ private ဒီ privacy and security မှာ last time ဆိုတာလေးဒီမှာကျွန်တော်ဘယ်သူမှမမြင်လို့မရအောင် no body ထားတာမျိုး privacy မှာစိတ်ကြိုက်ချိန်လို့ရတာမျိုးတွေဒီမှာ ီမှာပြတာကြီးပေါ့နော်အဲအဲ့ဒါဆိုတော့ကိုကဟိုကိုလက်ရှိတိုင်းပုံစံမျိုးထားခြင်းနေသွားပြီးပြီး only me ထားခြင်းနာပဲပြီးပြီး everyone ထားခြင်းနာပဲပြီးပြီးဒီမှာစိတ်ကြိုက်လက်ရှိတိုင်း online မှာစိတ်ကြိုက်ပြင်လို့ရပြီပေါ့နော်အဲ online ဖြစ်တာပဲပြီးပြီးနောက်ဆုံးအချိန်ပဲပြီးပြီးဟိုဘယ်သူမှမမြင်အောင်ထားလို့ရတဲ့ပုံစံမျိုးလက်ရှိတိုင်းအဲတန်တက်ပြီးတော့စိတ်ကြိုက်ထားလို့ရပြီပေါ့နော်ဒါကလည်း premium အသုံးပြုတဲ့လူတွေကိုပဲဥသာပေးပြီးတော့သူက အာပြောပြပေးတာအသုံးပြုတဲ့လူတွေဆိုဥစားပေးပြီးတော့ဒါရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီအာစာစာတွေကိုကျွန်တော် point to message ပုံစံမျိုးသွားလို့ရပြီပေါ့နော် point to text ပေါ့နော်အာစာကျွန်တော်ဒီအတံဖိုင်ရနေပြီးတော့စာအဖြစ်ပြောင်းလဲတာမျိုးတွေလုံးဝလုံးရသွားပြီဖြစ်ပါတယ်နောက်တစ်ခုအကြိုက်ဆုံးတော့ကျွန်တော် first star download speed ပေါ့ preview တွေ down တဲ့ခါမှာလုံးဝ first star အမြန်လုံးမြင်နဲ့ download ရမှာဖြစ်ပါတယ်ဘယ်လောက်ပဲ game များများကျွန်တော်တို့ဒီအဲ Telegram Telegram မှာကျွန်တော် preview တွေကို first star download speed အမြန်လုံးနဲ့ တောင်းလို့ရမှာဖြစ်ပါတယ်ဒါလည်းရမ်းလိုက်တယ်ပေါ့နော်နောက်တစ်ခုက translation တွေလုပ်ခွင့်ရမှာဖြစ်ပါတယ်နောက်တစ်ခုက emoji ဒီမှာ animated emoji ပေါ့နော် animated emoji ဆိုတာက emoji တွေ animation ပုံစံမျိုးတွေလှုပ်စီလှုပ်စီပုံစံမျိုး emoji တွေအကုန်သုံးလို့ရတာပါနော်ဟဲ့လားပြန်မိုက်ပါတယ်ဒါဆိုလည်းပေါင်စင်ရော emoji emoji ပေါင်း16000တောင်းတုံးလို့ရမှာဖြစ်ပါတယ်โอเคဒီမှာဆိုရင် save message တွေလည်းကျွန်တော်တို့ရေအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူတခုချင်းတွေပြဝင်ကြည့်လို့ရရယ်เนาะ ျွန်တော်ပြောရင်လည်းလေကြာရင်လေးပဲဒီမှာစိတ်မစိတ်ပုံစံမျိုးလေးလုံးဝစိတ်မစိတ်ဟိုမှာပင်ထားတာမျိုးကြီးပါလို့ရတယ်ပေါ့အဆင်ပြေတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ name နဲ့ profile color လေးလုံးဝ change လို့ရတယ်ကိုယ့်ရဲ့ name မှာအပေါ်မှာ free သုံးနေတဲ့ account တွေဆိုတာဒါကြီးလုံးဝလုပ်လို့မရအောင် premium ဆိုရင်တော့လုံးဝစိတ်ကြိုက် color တွေ profile မှာ profile color တွေ name color တွေစိတ်ကြိုက်ပြင်ဆင်လို့ရပြီဖြစ်ပါတယ်မိုက်တဲ့ထဲမှာပါပါတယ်โอเคပြီးတော့ပြီဆိုရင် hobby ပါ hobby ပါကြီးပေါ့နော်ကျွန်တော် check check in လုပ်ထားတဲ့နောက်ကန် hobby ပါ partner တွေလုံးဝစိတ်ကြိုက် ြင်ဆင်လို့ရပြီပြောင်းလိုက်လို့ရပြီဖြစ်ပါတယ် profile page ဆိုတာကတော့အဲ profile page ဆိုတာကဒီအဲအမှန်ကြီးလေးပေါ့နော်ဒီ blue map ပုံစံမျိုးလေးကြာမှာဖြစ်ပါတယ်နောက်တစ်ခုက message တွေပါ ਈ အဲလုံးဝ ို့လို့ရမှာပြောတာပိတ်မစေပေါ့နော်ဘယ်သူကပဲဖြစ်ဖြစ်အဲကျွန်တော်ဒီ content မဟုတ်တဲ့လူတွေကပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာ message ပို့မယ်ဆိုရင် content မဟုတ်တဲ့လူတွေကြီးကနေပြီးမှ new center ရဲ့ဒီ new center ရဲ့ကြီးကနေပြီးမှကိုယ့်စီလာပို့တယ်ဆိုရင်ကိုယ့်ဟိုဖိတခုအနေနဲ့ခြားချက်ပေးတဲ့ပုံစံမျိုးတွေဒီမှာလုပ်လို့ရတယ်ပေါ့နော်အရင်မိုက်တဲ့ချက်မှာပါပါရေနော်ပြီးတော့ရင် chess management ပေါ့နော် chess management ဆိုတော့က ကျွန်တော်တို့ဒီမှာနယူကွန်တက်နယူကွန်တက်မဟုတ်တဲ့လူတွေကနေပြီးမှာကျွန်တော်စာတွေကို high လုပ်ပေးတာတွေ auto achieve တွေကိုသွားပေးတာမျိုးတွေသတ်သဖြင့်ပေါ့နော်ပေါ်လာခွဲတဲ့ဘိုင်းတွေရမှာဖြစ်ပါတယ်เนาะအဲအဲ့ဒီဘိုင်းကိုပြောရင်းဖြစ်ပါတယ် no ad ဆိုတာကကျွန်တော်လုံးဝကြော်ညာမတက်ဘူးအဲဒီအချက်ကလည်းရမ်းပါတယ်ကျွန်တော်တို့ဒီ value level ဝင်ဝင်ကြည့်ကြည့်ကိုက premium ယူထားတဲ့ account ဖြစ်တဲ့အတွက်ကြော်ညာရွာကြီးသူများကြော်ညာရွာကြီးကိုဝင်ကိုယ့်ရဲ့ကိုယ့်ရဲ့ဒီ account ထဲမှာလုံးဝတက်မှာမဟုတ်ပါဘူးအဲ့ဒါလည်းမိုက်ပါတယ်ပြီးတော့ရင် app icon လေးတွေလည်းအချိန်ချက်လုပ်လို့ရတယ် အဆင်ပြေတယ်နော်ပြီးတော့ reaction ပေါင်း infinite infinite date ဆိုတာ reaction ပေါင်း16000စိတ်ကြိုက် react ပေးလို့ရပြီပေါ့နော်အဲနောက်တစ်ခုက profile picture မှာ animated profile picture ဆိုတော့ကိုယ့်ရဲ့ profile ပုံလေးတွေကိုကျွန်တော်လှုပ်စီပုံစီပုံစံမျိုး animated ပုံစံမျိုး animation ပုံစံမျိုးထားခြင်းလေဆိုရင်လည်းထားလို့ရတဲ့ option တွေပါလာပြီဖြစ်ပါတယ်ပြီးတော့ premium စေကာတွေအသုံးပြုရမယ် sorry ကျွန်တော်ပြန်ထွက်တော့ကျွန်တော် free ပြီးတော့ရင် premium တွေကြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုက message effect ပေါ့နော်အဲ message ဥမာကျွန်တော်ဒီ အဲ private message တွေကို animate animated အဖတ်ထည့်တဲ့အပိုင်းလေးရအများကြီးဒီမှာတို့ပြပေးထားရပြအခုလိုမျိုးအဖတ်လေးရအများကြီးစိတ်ကြိုက်လုံးဝ animate ပုံစံမျိုးလုံးဝဟိုအလန်းစားထားလို့ရမယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကဒီမှာ checklist ပေါ့နော် okay checklist ဆိုတော့ကကျွန်တော်တို့ဒီစာပို့ရတဲ့အခါကျရင် list ပုံစံမျိုး checklist ပုံစံမျိုးဒါမျိုးလေးပို့လို့ရမယ်လို့ပြောတာဖြစ်ပါတယ်ဒီမှာကျွန်တော် share ပြပေးထားတယ် secondary ရမှာ okay ဒါမျိုးလေးပေါ့ဒီ feature feature ပေါင်းတော်တော်များအများကြီးပါတယ်ဗျာ ပီချာပေါင်း16000ပေါ့နော်အဲအများကြီးသုံးလို့ရမှာဖြစ်ပါတယ်ဒီ Telegram Premium က Facebook မှာလော Facebook မှာလိုမျိုးအဲကျွန်တော်တို့ဒီအဲ Premium လာစင်ကြီးနေကျွန်တော် Blue Map ဝယ်လိုက်ပြီဆိုရင် Facebook မှာ Blue Map လာစင်ကြီးဝယ်မယ်ဆိုရင်အလောက်ကြီး feature မစုံဘူးဗျာ Telegram မှာဆိုရင်တော့လုံးဝဟိုဘက်ပေါင်းစွာနေပြီးမှ feature တွေအများကြီးထည့်ပေးထားတာဖြစ်ပါတယ်ဒါလေးကျွန်တော်တို့ဒီအသုံးပြုခြင်းနဲ့ Telegram Premium အဝယ်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်ပို့ပြီးတော့ ကောင်းမွန်တဲ့ပဲသတိရလာမယ် business တက်လဲ run ရတာအဆင်ပြေမယ်ခုနောက်ပိုင်းဆိုရင် Telegram ကနေပြီးတော့တော်တော်များများကပေါ့တွေအသုံးပြုလာပြီ Telegram နဲ့ပတ်သက်ပြီးတော့ premium တွေအသုံးပြုလာချပြီပေါ့နော်အဲ့ဒါဆိုတော့ကိုယ်တိုင်က Telegram premium မသုံးရသေးဘူးဆိုရင်ကျွန်တော်ပြောပြပေးပြောပြပေးထားတဲ့ဒီ Telegram premium ရဲ့ဒီအချက်လက်တွေပေါ့နော်ဟုတ်ကဲ့အမိုက်စာ feature တွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်တကယ်လို့ကိုကစိတ်ဝင်စားရဝယ်ကျင်နေဆိုရင်ကိုယ်တိုင်ဝယ်ကိုယ်တိုင်ဗီဇာကချက်ပြီးတော့လည်းဝယ်လို့ရတယ်ဒီကတော့ Telegram Premium အသုံးပြုမယ်ဆိုရင် ဘလို့ဖီချာတွေကိုဟိုအမိုက်စာသုံးလို့ရမလဲဆိုတော့ပျော်ပျော်ပြီးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲသင်ပြကြပါပါခင်ဗျာ